ျွန်တော်တို့2025ခုနှစ်ပြီးခဲ့တဲ့ match လ28ရက်နေ့မှာစကိုင်းကိုဗဟိုတိပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးပေါ့နော်ဒီငလင်ကြီးတော့ကျွန်တော်တို့အာတည်သူအများအပြားအသက်သေးကြေခဲ့ရတယ်လို့ကျွန်တော်တို့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းမနေမနှောပါပဲအဲဒါပေမဲ့ဒီထဲမှာကျွန်တော်တို့ထပ်ပြီးဆုံးရှုံးမှုကတော့ဒီရှေဟောင်းရင်ကျေးမှုအမွေနဲ့အဆောက်အုံနဲ့ကျွန်တော်တမိုင်းဝင်နေရတဲ့အပြင်ရောဒီဝိတ္တုစုတောင်းကိုးကွယ်တဲ့သူတွေအတွက်နော်ဒီယုံကြည်ကိုးကွယ်သူတွေအတွက်ကျွန်တော်တို့ဘာသာရေးအဆောက်အုံပေါင်းများစွာလည်း ိခိုက်ပျက်စီးတျော့ကျပျက်စီးမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်အဲအဲ့ဒီမှာမှကျွန်တော်တို့ဒီရှေဟောင်းပထဖျားပထုတ်စီတွေလိုပဲကျွန်တော်တို့ဗမာတီအလေပိုင်းမှာရှိတဲ့ရှေဟောင်းဒီအစ္စလမ်ဘာသာဝင်တွေရှေဟောင်းဘလီဝကြောင်းတို့တွေအများတရားလည်းဒီထဲမှာပါဝင်သွားပါတယ်အဲကျွန်တော်ဒီအစီအစဉ်ကတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီပြိုတက်သွားခဲ့တဲ့ရှေဟောင်းဘလီဝကြောင်းတို့ရဲ့အပါအဝင်ကျွန်တော်ဇေဒီပထိုးတွေတမိုင်းဝင်နေရာတွေနဲ့အကြောင်းနဲ့ပတ်သက်ပြီးမှတ်တမ်းတင်ဖော်ပြဖို့ ဖော်ပြသွားတဲ့ဖော်ပြနေတဲ့ဗီဒီယိုတစ်ခုဖြစ်တယ်ပေါ့နော်။အော်အဓိကကဘာကြောင့်ဒီဗီဒီယိုတွေကိုလုတ်ဖြစ်နေလဲဆိုတဲ့အခါမှာကျွန်တော်တို့ကဒီရှေဟောင်းအမွေနှစ်တဲ့အဆောက်အုံတွေဝိတုကိုးခွေတဲ့နေရာတွေကိုဘလို့ပြန်ပြီးတော့ကျွန်တော်တို့အဲတိဆောက်ပါလေပြုတ်ပြင်ပါလေဒါမျိုးအခြေအနေလေးရှိပါတယ်။တစ်ချိန်နေတည်းမှာလေသူတို့ရဲ့တမိုင်းတံမိုးတွေကိုလေကျွန်တော်တို့မေးမေးလျှောက်မေးတယောက်ပြစ်လို့မရဘူးဒီတမိုင်းတံမိုးတွေကိုလေကျွန်တော်တို့တည်သူတွေအာတတိယအမှတ်တရရှိနေစေဖို့အတွက်အဲကျွန်တော်ဒီ ရှင်းမှာဆိုရင်လည်းကျွန်တော်ရွှေဖုံးရှင်ဗလီအကြောင်းကိုကျွန်တော်ဒီဒီဗီဒီယိုမှာတယောက်ဆော်ခဲ့တယ်အခုဆိုရင်လည်းကျွန်တော်တို့ဒီမက်ချ်လာ28ရက်နေ့မှာဒီငလင်းတန်ကြောင့်တိုကျပျက်စီးခဲ့ရတဲ့ထဲမှာဒီသမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ဒီပန်းသေးဗလီပေါ့နော်ပန်းသေးဗလီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောဆိုသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပန်းသေးဗလီပေါ့ဒီပန်းသေးဗလီအကြောင်းကိုပြောမယ်ဆိုရင် ကျွန်တော်တို့ပန်းသေးလူမျိုးကျွန်တော်တို့သိကြတယ်ပန်းသေးဆိုရင်ဒါအစ္စလမ်ဘာသာကိုးကွယ်သောအဲ Chinese တွေတရုတ်လူမျိုးတွေအနေနဲ့ကျွန်တော်တို့တရုတ်ဆိုသတ်မှတ်ပြီးသိထားကြတယ်ပေါ့နော်ဒီပန်းသေးလူမျိုးတွေတို့ရဲ့မန်လင်းမှာရှိတဲ့ပန်းသေးပလီချောင်းကိုဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ပန်းသေးပေါ့ပန်းသေးတွေဆိုတာဘယ်သူလဲပေါ့ဒီဝေါ်ဟာတာဘာလဲဆိုတာကိုကျွန်တော်လေ့လာမှုတွေလုပ်ကြတဲ့အခါမှာ ပန်းဒေးဆိုတာကတော့အများနာလေသဘောပေါက်တာတော့ဒါတရုတ်မွတ်စလင်လို့ကျွန်တော်တို့ရထဲရွာထဲမှာသဘောပေါက်ကြတယ်။အဲ Chinese Muslim တွေပေါ့နော်သူတို့ကအစ္စလမ်ဘာသာကိုးကွယ်ရေးသူတွေဖြစ်တယ်။အဲတရုတ်ဒီဘက်က UNAN နေဘက်မှာငကိုလုံးကဟိုအခြေချခဲ့တဲ့သူတွေဖြစ်တယ်ပေါ့။အဲအဲ့လိုတည်ကြတယ်ကျွန်တော်တို့ဒီမှာဒီပန်းဒေးဝေါ်ဟာရာကတော့ကျွန်တော်တို့လေ့လာသလောက်ဆိုရင်တော့မြန်မာဝေါ်ဟာရာပဲဖြစ်တယ်လို့သိရတယ်ပေါ့နော်။အဲတချို့အယူအဆတွေကတော့ဒါအစ္စလမ်တွေကိုအိတ်ခစ်တုံးကခေါ်ဝေါ်တဲ့ဒီဖာရစီကနေဆင်းသက်လာတဲ့ ပတိဆိုတဲ့ဝေါ်တာနဲ့ပန်တိဖြစ်လာတယ်ဆိုတဲ့ယူဆချက်တွေလည်းရှိပါတယ်။အဲတော့ကျွန်တော်လေ့လာမှုတွေမှာထပ်တွေ့ရတာကသူကရှမ်းစကားပေါ့နော်ရှမ်းပါသားစကားပန်စေးဆိုတဲ့ဝေါ်တာနဲ့လည်းအတိတ်ပဲတူတယ်လို့ပြောဆိုတာကိုလေကျွန်တော်တွေ့ရပါတယ်။အဲတော့ဒီပန်သေးပေါ့နော်ဒီပန်သေးဆိုရင်ဘယ်သူတွေကိုရည်ညွှန်းလဲဆိုရင်ကျွန်တော်သိချက်တာပြောရမယ်ဆိုရင်ဒီကုန်းမောင်ခင်မှာအဲဗမာတီတွေကိုကျွန်တော်တို့ဒီရောက်ရှိပြီးကုန်းတွေကုသန်ရောင်းဝယ်လေးလောက်ကြတဲ့ယူနန်နေဘက်ကအစ္စလမ်ဘာသာဝင် လာနဲ့လာဝင်တင်ကုန်သေးအစုကိုကျွန်တော်တို့စပြီးရောရည်ညွှန်းနေလို့ပြောလို့ရတယ်ဒီလူမျိုးတွေအစ္စလာမ်ဘာသာကိုးကွယ်တဲ့ယူနန်တွေကလာဝင်တင်လုပ်ငန်းလုပ်ကိုင်နေသူတွေပေါ့နော်အဲ့တော့သူတို့တော့ယူနန်ပြည်ထဲမှာတော့ဒီပန်းသေးဆိုရင်ဝါတာမရှိဘူးသူတို့ယူနန်ပြည်ထဲမှာတော့ဟွေးစုလို့ခေါ်တာရှိတယ်ဟွေးဝေးလို့ခေါ်တာလည်းရှိတယ်ဟွေးမွတ်စလင်လို့လည်းကျွန်တော်တို့သိကြပါတယ်အော်ဒီဝေးစုဝေးဝေးရဲ့အဓိပ္ပာယ်ကတော့ဘာလဲဆိုတော့အမှန်တရားဘက်ကိုဥလှည့်လာသူလို့เนาะဥအမှန်တရားဘက်ကိုဥလှည့်သူတွေပေါ့ အဲဒီလိုအနေနဲ့အဓိပ္ပာယ်တက်ရောက်တယ်လို့ကျွန်တော်တို့သိရပါတယ်ဒါကတော့ကျွန်တော်တို့ပန်းသေးဆိုတဲ့ဝေါ်ဟာရနဲ့ပတ်သက်ပြီးတော့တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီပန်းသေးအကြောင်းပေါ့နော်ဒီပန်းသေးပလီသမိုင်းကိုပြောဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာနိုင်ငံအခြေအနေတစ်ခုကိုလည်းသိဖို့လိုပါတယ်နိုင်ငံအခြေအနေတစ်ခုကတော့ကျွန်တော်တို့အဲ့ချိန်ပေါ့ကုန်းပေါင်မင်းဆက်ကာလာရဲ့အခြေအနေဖြစ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတရုတ်ပြည်ရဲ့မန်ချူးခစ်ပေါ့နော်မန်ချူးအုပ်ချုပ်ရေးမန်ချူးအုပ်ချုပ်ရေးရှိတဲ့တရုတ်ပြည်ရဲ့အခြေအနေကိုလည်းကျွန်တော်အနေချင်းထည့်သွင်းပြောဆိုသွားမှာဖြစ်ပါတယ်အဲ့တော့ ဒီ UNN နေမှာဆိုရင်ကျွန်တော်တို့ဒါ Istanbul တော့ကိုကိုရတော့ဒီစုံတော့ကျွန်တော်ရည်ညွှန်းခဲ့တဲ့ UNN Muslim နေနော်ဒီဝေးဝေးပေါ့နော်ဝေးဝေး Muslim နေအများတရားရှိကြတယ်သူတို့ဒီ islam brother ကိုကိုတွေ islam ယဉ်ကျေးမှုတိုင်းလိုက်တဲ့အခါမှာတစ်ဖက်မှာကြတော့ကျွန်တော်တို့ဒီ manchu ပေါ့တရုတ်တီကိုအဲ့ချိန်တော့အုတ်ချုပ်နေတယ် manchu မင်းဆက်တွေ manchu တွေကကြတော့သူကဒီဟိုတစုတစည်းတည်းဖြစ်ဖို့ဆိုတဲ့အခါမှာဒီယဉ်ကျေးမှုစံတုံးတွေနော်ဒီဘာသာယုံကြည်မှုနဲ့ဆိုင်တဲ့ယဉ်ကျေးမှုစံတုံးတွေအဲဘာသာရေးစံတုံးတွေကိုသူတို့တိတ်ပြီးတော့ အလေးမထားဘူးဖိနှိပ်မှုတွေရှိလာတယ်ရှိလာတော့ဒီဖိနှိပ်မှုတွေတန်ဟောဒီယူနန်နေမှာရှိတဲ့ဒီဝိမု슬လင်တွေကအတင်းအထန်ခံစားရတယ်ခံစားရတဲ့အခါမှာသူတို့တွေစပြီးတော့သူတို့ရဲ့နော်ဒီဘာလို့လဲဆာပါတာယုံကြည်ကိုးကွယ်မှုအတွက်ကောသူတို့ရဲ့ဒန်းလူနေများမှုအတွက်ကောတော်လှန်ပုံကံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်အထူးသဖြင့်ဆိုရင်တော့ကျွန်တော်တို့ဒါအဲဘေကာလာလောက်ပြောမလဲဆိုတော့ဗမာဒီမှာဆိုရင်တော့ဒါကုန်းပေါင်မင်းဆက်ဒုတိယမင်းဆက်လို့ပြောရမယ်ဒါဘာကြီးတော်တော့ပကံတော့ဒီလိုခစ်တွေမှာစပြီးတော့ဝေးမွတ်စလင်တွေအုံကြွမှုတွေစတင်ပေါ်ပေါက်လာပါပြီ ဒီလိုဖွင့်မွတ်စလင်တွေရဲ့အုံကြွမှုတွေဒီပန်သေးတော်လှန်ရေးပေါ်တရားကျွန်တော်ဒီဘက်ခက်အမြင်နဲ့ပြောမယ်ဆိုရင်တော့ဒီပန်သေးတော်လှန်ရေးကပထမဦးမှာအင်တန်အားကောင်းခဲ့ပါတယ်။ဘာကြောင့်အားကောင်းလဲဆိုတော့အဲ့ချိန်မှာဒီမန်ချူတရုတ်တီးကြီးကလည်းဒီအနောက်နေချက်နိုင်ငံတွေရဲ့ဖီစီးနှိပ်စက်မှုတွေစာချုပ်စာရမ်းတွေနဲ့နေနေခွေးဝေသိမ်းယူမှုတွေကိုလည်းခံနေရတယ်။တစ်ဖက်မှာဆိုလည်းအခြားအခြားဒေသတွေမှာရှိတဲ့လူလူလူရန်သားတွေတပုံထမှုတွေပုံကံမှုတွေလည်းကြုံတွေ့နေရတယ်။ကြုံတွေ့နေရတဲ့ခါမှာဒီယူနီမွတ်စလင်တွေဒီ ရဲ့ဒီပန်သေးလို့ကျွန်တော်တို့ခေါ်ကြမယ်ယူနမွတ်စလင်အုပ်စုရဲ့ဒီလက်နက်ကင်တော်လှန်မှုကိုကျွန်တော်တို့မန်ချူရီမထိမ့်သိမ့်နိုင်ပါဘူးအဲ့တော့မန်ချူရီရဲ့ရှုံးနေမှုနဲ့အတူကျွန်တော်တို့ဒီယူနန်နေမှာဟိုဒီခေါင်းဆောင်ပေါ့နော်ကျွန်တော်တို့ဒီပန်သေးလူနေကိုခေါင်းဆောင်တူဝင်းရှို့လို့ခေါ်ပါတယ်တူဝင်းရှို့အဲ့လိုထင်မိနေတူတယ်ကျွန်တော်အတန်ထွက်မှာဝိုင်းလေကျွန်တော်တို့ဒါတောင်းမှန်ပါတယ်ပေါ့နော်ကျွန်တော်အတန်ထွက်ပိုင်းမှာအားနေချက်တွေအများရှိလို့ပါသူကတော့ဒီစစ်ပွေးနိုင်မှုနဲ့အတူဒီ UNAN နေမှာဒီ Islamic Canaan of UNAN ဆိုသူဒီ ူနန်အစ္စလာမစ်နော်တိုင်းတီကိုသူထူထောင်ပါတယ်ဒီယူနန်မှာအဲအဲ့ချိန်မှာတော့သူကသူဘွဲနာမည်ကိုဆူလ်တန်ဆူလီမန်ဆိုတဲ့ဘွဲနာမည်နဲ့သူတော်ထူထောင်အုပ်ချုပ်လျက်ရှိတယ်ဆိုတော့ကျွန်တော်တရုတ်ဒီဘက်ကအဲဒီပန်သေးနဲ့ပတ်သက်တဲ့ဒီဝေးမွတ်စလင်နေနဲ့ပတ်သက်တဲ့နိုင်ငံရေးတမိုင်းအောင်လေကျွန်တော်သိထားဖို့လိုပါတယ် အဗမာဒီဘက်ကိုပြန်ကြည့်မယ်ဆိုရင်လေဒီကုန်းမုံမင်းဆက်မတိုင်ခင်တည်းကကျွန်တော်တို့အစင်အဆက်ပေါ့နော်ဒီ Chinese လို့ခေါ်ကြတဲ့တရုတ်လူမျိုးတွေဒီလေဒါဗမာဒီထဲမှာကုန်တီကူးစမ်းရောင်းဝယ်တာ EGN နဲ့နှူတာရောက်တာစီးပွားရေးလုပ်ငန်းတွေလုပ်ကင်မှုအတွက်ကိုအခြေစိုက်ပြီးရောက်ရှိနေတာရှိတယ်ဒီလူတွေကလေဒီကုန်းမုံမင်းဆက်ပေါ့နော်ကျွန်တော်အမရဘူရာအင်းဝါစသည်ဖြင့်ဘယ်မင်းဘယ်နန်းတော်မှာမဆိုဘောနောက်ဆုံးဒီမင်းနှုံးမင်းလက်ထက်မန်လီနန်းတော်အထိ เนาะဒါအဝင်အထွက်ပေါင်းနှောက်ရှိပြီးကုံစီကူးတန်းရောင်းဝယ်မှုတွေလုပ်ကြတယ်။အဲဒီထဲမှာဆိုရင်လေဒီ UN နေရလာတဲ့ UN Muslim တွေ၊ဝေး Muslim ၊ပန်သေး Muslim လို့ကျွန်တော်တို့ခေါ်ကြတဲ့အုပ်စုတွေကလည်းပါဝင်နေ။အဲသူတို့တွေကကုံစီကူးတန်းရောင်းဝယ်မှုအပြင်သူတို့ကဘာတွေကျွမ်းကျင်သေးလဲလို့ကြောက်စိမ့်နေဒီကြောက်ညက်ရတနာတွေရောအကဲဖြတ်လုပ်ငန်းတွေလည်းလုပ်ကန်ကြပါတယ်။လောက်ကန်ကြတော့ဒီအစင်အဆက်ရှိခဲ့တဲ့အစ္စလမ်မဟုတ်သောတခြားသော Chinese တွေပေါ့နော် Chinese ဒီတရုတ်လူမျိုးတွေနဲ့ဒီဝေမွတ်စလင်ဖြစ်လာမဲ့ဒီပန်သေးမွတ်စလင်တွေဈာမှာဆိုရင်တော့ကျွန်တော်တို့ဒီမင်းတို့မင်း ခေဒီမန်လီနန်းတို့မှာအပြိုင်ဆိုင်ဖြစ်မှုလေးတွေရှိလာပြီးတော့အဲမင်းတို့မင်းကြီးကတော့အဲ့ချိန်တုန်းကသူကဒီမတူ क्वे ရမှုတယ်ဒီမတူညီမှုပေါ့နော်ဘာသာရေးယုံကြည်ချက်ဒီလိုမတူညီတဲ့ဟာတွေပေါ်မှာတော့သူဂယုတဆိုင်စီမံတက်ကွက်စီမံမှုတို့တက်ကွက်ခဲ့တယ်လို့ကျွန်တော်ယူဆလို့ရတယ်ဒါတော့တော့အာဒါတရုတ်တွေပဲ Chinese တွေပဲဆိုပြီးတော့တစုတစည်းတွေထားခဲ့တယ်ပေါ့အဲ့နေရာနဲ့တက်တနာတွေပေါ်ပေါက်တဲ့အခါမှာကြီးမားတဲ့ရန်ပွဲဖြစ်ခဲ့ပြီးတော့ကျွန်တော်လူသေဆုံးမှုတွေရှိခဲ့ပါတယ်အဲ့လိုနောက်ပိုင်းမှာဆိုရင်တော့ဒီ is number 6ကိုယ်တဲ့ ဒီတရုတ်လူမျိုးတွေပန်းသေးတယ်ဒီဟွေးမွတ်စလင်တွေအတွက်ကိုတည်တဲ့နေရာခြားထားပေးဖို့လုပ်မယ်ဆိုတော့နော်ခြားထားပေးရမယ်ဆိုတော့စဉ်းစားချက်မျိုးဖြစ်လာပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဒီအခုပန်းသေးဝင်းလို့လေကျွန်တော်တို့ခေါ်ကြတယ်အဲကျွန်တော်တို့ဒါမန်းလေးမှာဆိုရင်ဒီ35လမ်းနဲ့36လမ်းကြားကျွန်တော်တို့89လမ်းနဲ့လမ်း80ကြားမှာရှိတဲ့နေရာကိုဒါပန်းသေးဝင်းလို့သတ်မှတ်ပြီးတော့အဲ့မှာအာပန်းသေးလူဒီပန်းသေးပေါ့နော်ဒီတရုတ် Chinese Muslim တွေပေါ့အဲနေရာထိုင်ခင်းသတ်မှတ်ပေးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ် အဲဒါအပြင်သူကဒီနေရာမှာပဲဘာကြောင့်ဒါကိုတတ်မှတ်ပေးခဲ့လဲဆိုတော့ဒီနေရာကိုဘာလို့တတ်မှတ်ပေးလဲဆိုတော့သိန်းဒီဘက်ကနေကျွန်တော်တို့လာတဲ့ဒီယူနန်လာဝင်တင်ကုန်တွေတွေကဒီနေရာမှာစခန်းချတဲ့နေရာလေးဖြစ်တယ်ပေါ့နော်အခုတတ်မှတ်ထားတဲ့နေရာအဲတော့ဒါဒီသူတို့အတွက်တင့်တော်တွေဆိုပြီးစခန်းချမဲ့ပြီဒါအပြင်ဒီပန်ဒီမွတ်စလင်တွေဝတ်ယူကိုးကွယ်မှုစောက်တည်နိုင်မှုပေါ့ဗျာဒီဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုတွေလှုပ်ဆောင်နိုင်မှုအတွက်ကိုဒီဒီဘလီပေါ့ကျွန်တော်ဝတ်ယူကိုးကွယ်ဖို့အတွက်ဘလီဒါကျွန်တော်ပန်ဒီဘလီလို့သိကြတဲ့ဒီဘလီကိုတိစောက်ခွင့်နဲ့ပြုတ်ခဲ့ပါတယ် ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ပြောဖို့ရှိလာလေးတစ်ခုอ่ะဘာလဲဆိုတော့ဒီဘလီဆောက်တဲ့ကိစ္စပေါ့เนาะဒါကြီးမားတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ရန်ပုံငွေလေးလိုအပ်တယ်စီမံကိုကဲဘူးလေလိုအပ်တယ်ပေါ့လိုအပ်တဲ့အခါကျတော့ဒီပန်သေးကုံသေးတွေကဘယ်သူဒီမှာအကူအညီတောင်းလဲဆိုတော့အဲ့ဒီချိန်တော့อ่ะဒါ the Islamic Kingdom of Yunnan ဆိုတူထောင်ထားတဲ့ Sultan Suleiman ပေါ့เนาะဒီပုဂ္ဂိုလ်စီမှာဒီခေါင်းဆောင်စီမှာသူတို့အကူအညီတောင်းခံခဲ့ပါတယ်အကူအညီတောင်းခံတဲ့အခါကျတော့လေသူကလေဒီတိုင်းဒီထူထောင်ငါသားဖြစ်တဲ့အိမ်ကြီးချင်းနိုင်ငံနေနဲ့ပေါ့เนาะအိမ်ကြီးချင်းဒီလိုတရှိမှုတွေနဲ့ အဲဆက်ဆံရင်းတိဆောက်လို့တဲ့အခါမှာကြောက်သူကလည်းချက်ချင်းပဲဒီဘလီကိုသူတိဆောက်ဖို့အတွက်သူဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတော့သူ့ရဲ့စစ်တူကြီးပေါ့နော်သူ့ရဲ့စစ်ဘက်အရာရှိတစ်ခုဖြစ်တဲ့ဘုံမှုကြီးကျွန်တော်တို့မားချီလုံလို့လည်းခေါ်တယ်ကျွန်တော်တို့တချို့ဒီလေးလာမှုတွေမှာဆိုရင်ဆိုရင်လည်းမားကြပေါက်လို့လည်းကျွန်တော်တို့တွေ့ရပါတယ်သူ့ရောတော့မားတုတုလို့လည်းမားတုမာတူးတူးလို့လေကျွန်တော်တို့ခေါ်တာတွေ့ရတယ်ဗောနော်ဒီဘုံမူကြီးကိုဦးစီးပြီးတော့ဒီဘလီကိုစောက်ခိုင်းခဲ့ပါတယ်ဒီမင်းတို့မင်းတို့ထက်မှာဒီတိစောက်ခဲ့တဲ့ဒီဘလီက ကျွန်တော်တို့ဒီပန်းသေးပလီက1868ခုနှစ်မှာတော့ကျွန်တော်တို့အဘိသက်ဆောက်လုပ်နိုင်ခဲ့ပါတယ်အဲ့တော့ဒါဒီဒါပန်းသေးပလီရဲ့အခုအစတမိုင်းဖြစ်ပါတယ်ဒီညမှာကျွန်တော်တို့ပန်းသေး community နဲ့ပတ်သက်ပြီးထပ်ပြောဖို့ရှိတာတစ်ခုကကြတော့ဒီ1868 90နောက်ပိုင်းမှာဆိုရင်တော့ဒီမန်ချူးတွေကပြန်ပြီးတော့စစ်နိုင်လာတယ်စစ်နိုင်လာပြီးတဲ့အခါမှာဒီ1883မှာတော့ဒီ Islamic Kingdom တော့ UN ကိုထက်စီးပြီးတော့သူကဒီနေရာမှာအဲထက်စီးပြီးဒီခေါင်းဆောင်လေးပေါ့နော် Sultan Suleiman ကိုဖမ်းဆီးတတ်ထက်တာတွေလုပ်ခဲ့ပါတယ် ဲ့တော့ပန်းလေးအရေးတော်ပုံကြီးอ่ะပန်းလေးတပုံထမှုကြီးอ่ะအဲ့ကာလမှာအဲဒါမန်ချူးတွေရဲ့ဖိနှိပ်မှုနဲ့အတူတံမီပြိုကွဲသွားတယ်ပြိုကွဲသွားတဲ့အခါကျတော့ဒီပန်းလေးလူမျိုးအများပြားလေတို့ယူနယ်နေကနေပြီးတော့ ထွက်ခွာပြီးတော့တခြားနေရာတွေမှာအခြေစိုက်ဖို့ကြိုးစားကြပါတယ်ဗမာဒီမှာဆိုရင်တော့ကျွန်တော်အဓိကနေရာနှစ်နေရာပေါ့တခုကတော့အခုဒါဝတီလို့ခေါ်တဲ့နေရာမှာကျွန်တော်တို့အခြေစိုက်တာရရှိသလိုဒီမန်လေးရတနာပုံမှာလာပြီးအခြေစိုက်ကြရလေးရှိပါတယ်ဒီလိုအခြေစိုက်တဲ့အခါမှာပန်သေး community ကတစ်ထည်နဲ့ကြီးထွားလာပြီးတော့သူကသူတီရှိလာတဲ့လူဖွဲ့စည်းယနေ့တိုင်းကျွန်တော်တီရှိနေလူဖွဲ့စည်းဖြစ်ပါတယ်ဒီပန်သေးမွတ်စလင်တွေကတော့ကျွန်တော်တို့ရန်ကုန်မန္တလေးတောင်ကြီးအစသည်ထင်ပေါ့နော် ဒီနေရာအနှံ့ပြားမှာလေကျွန်တော်တို့တွေ့နိုင်ပါတယ်ဒါကတော့ကျွန်တော်တို့ပန်သေးပလီနဲ့ပတ်သက်တဲ့တမိုင်းဒါဆက်ဆက်ပြီးတော့ပန်သေးလူမျိုးစုတွေသူတို့ရဲ့လူမှုအတိုင်းဝိုင်းနဲ့ပတ်သက်တဲ့တမိုင်းလေးကိုကျွန်တော်တင်ပြခဲ့တာပဲဖြစ်ပါတယ်အဲဒီ Mesla 28ရဲ့နေ့မှာထည့်ခဲ့တဲ့ဒီစကိုင်းငလီအတွင်းမှာတော့ဒီပန်သေးပလီကအစိပ်ပိုင်းတွေထိခိုက်ပျက်စီးမှုတွေကိုကျွန်တော်အများကြီးတွေ့ရပါတယ်ဗောနော်အဲဒီနေရာမှာကျွန်တော်ရှေ့မှာပြောဖို့ကြံခဲ့ရလေးတစ်ခုကပဒီပလီရဲ့ဘိသူကလက်ရပါဗောနော်ကျွန်တော်ဒီအစ္စလမ်ဘာသာဝင်တွေရဲ့ဒီပလီတွေမှာကျွန်တော်အနည်းတွေ့ကြတယ်ဒီမနာရာဗောနော်မ monorail လို့ခေါ်တဲ့ကျွန်တော်တို့ဒီအာဇန်ပေးတဲ့ဖိတ်ခေါ်တဲ့ညှော်စင်ပေါ့နော်ဒီပန်သေးပလီရဲ့ညှော်စင်ကိုကြည့်မယ်ဆိုရင်ဒါ Chinese ဘီတုကလက်ရာပေါ့နော်တရုတ် architecture Chinese architecture လက်ရာကိုကျွန်တော်တို့တွေ့နေခံစားနိုင်မှာဖြစ်ပါတယ်အဲဒါပေမဲ့အခုကတော့ဒီပလီဒီလေထိခိုက်ပျက်စီးမှုအများကြီးခံခဲ့ရတယ်အဲကျွန်တော်ဒီ social media နဲ့သတင်းမီဒီယာတွေမှာကျွန်တော်လေ့လာမှုအရတော့ဆိုရင်အဲဒီငလင်အတွင်းမှာဒီပန်သေးပလီမှာလေဒါဝတ္တီစုတောင်းနေတဲ့အစ္စလမ်ဘာသာဝင်တယောက်အသက်သေဆုံးမှုရှိခဲ့လို့သိရပါပြီမြေကျွန်တော်ထပ်ပြီးတော့အချက်လက် အဲစူဆောင်းစေဖြစ်ပါတယ်အဲဒါကတော့ကျွန်တော်ဒီနေ့ပန်သေးပလီတမိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရေးလေးလာစူဆောင်းထားတဲ့မှတ်စုတွေဒါဆိုရှယ်မီဒီယာမှာဒါတင် YouTube မှာတော့ဒီတာဝန်ရှိသူတွေပြောကြားထားတဲ့မှတ်တမ်းတွေကနေကျွန်တော်တင်လေးကောက်နှုတ်ပြီးတင်ပြပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်ရေးတင်ပြချက်တွေမှာပန်သေး community နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပန်သေးပလီတမိုင်းကြောင်းတရှိမှုနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကျွင်းကြံရစ်ခဲ့တဲ့အချက်လက်ကလေးရှိရင်လေ comment မှာမန်မေးဖို့ကျွန်တော်မြေတားရက်ခံလို့ရတယ်။ဒါပြင်အပြည့်စည်ဆုံးရှုံးမှုစီးရင်လူထိခိုက်နာကျင်မှုစီးရင်တွေရှိရဆိုရင်လေကျွန်တော်ကျေးဇူးတူပြီး comment မှာမန်မေးဖို့ထပ်ပြီးမြေတားရက်ခံပါရစေ။အားလုံးကျေးဇူးတင်ပါတယ်။